ဒေါ်နန်ထရန့်ဂျပန်ကိုလာပါမယ်အဲ့ဒါကတော့ဒီအော်တိုဘာ29နဲ့29လို့ပြောပါတယ်ဒီလမ်းကြောင်းခီးစင်နေရှင်းလင်းဖို့အတွက်သူတို့လုံချုံရင်ရဲလုံချုံရင်လူအင်အား18000သုံးမယ်လို့ပြောပါတယ်ဂျပန်ရောက်မောင်ငယ်ညီမငယ်လေးတွေသူတို့လမ်းကြောင်းတွေပိတ်တယ်လမ်းမကြီးတွေပိတ်လိမ့်မယ်အဲ့ဒီမှာသူတို့အလုံနဲ့အလုံနဲ့ပေါ့နော်ပတ်ထိုင်းလို့အချိန်ပိုင်းပေါ့နော်ကျောင်းနဲ့ကျောင်းနဲ့တွားနေတဲ့မောင်ငယ်ညီမငယ်တွေဒီလိုမျိုးဒီရက်တွေမှာအဲ့လိုကျောင်းတွားပြီးမှအလုပ်ကအလုပ်ဆင်းဖို့ရှိရဆိုရင်လည်းကြိုထွက်ကြပါဘာလို့ဆိုရင်လမ်းနေပါတွေက ပိတ်ပိတ်တယ်ဆိုတာတဲ့လမ်းကြောင်းပြောသွားတာပေါ့နော်ကိုပုံမှန်သွားနေကြအချိန်တက်ကွတိမမ်းမြအောင်မထွက်မြအောင်ကျွန်မဒါလေး share လုပ်ချက်ဖြစ်တယ်ပြီးတော့နောက်တစ်ခွက်ပါလဲဆိုရင်ဒါဂျပန်မှာ TV တွေထဲမှာလဲသူတို့ခဏခဏကြော်ညာတယ်ဘယ်လမ်းကြောင်းဘယ်လိုဘယ်လိုဘယ်လိုပိတ်ပါမယ်ဘယ်လိုလာလို့ဒီဒီဘက်သွားရမယ်လူကဒီဘက်ကနေသွားရပါမယ်အဲ့လိုတော့ရှိပါတယ်ဒါ Tokyo မှာပေါ့နော်အဲ့လိုကြင်ညာပါလိမ့်မယ်ဒါပေမဲ့လဲဒီလို TV မကြည့်အားတဲ့အိမ်မှာ TV မရှိတဲ့လူတွေကတော့ဒီ TikTok တီးလိုက်ပြီးမှပေါ့နော်အာလမ်းကြောင်းတွေကိုသူတို့တီးရအောင်လို့ share လုပ်ချက်ဖြစ်တယ်ပြီးတော့နောက်တစ်ခုကပထမဆုံးမြို့သမီးဝန်ကြီးချုပ်ကလည်းဒေါ်နန်ထွန်းနဲ့တွေ့မှာပထမဆုံးဖြစ်တယ်ပြီးတော့သူတို့ နနိုင်ငံထိပ်ကြီးအစည်းအဝေးတက်ရောက်ဖို့ရန်အတွက်လုံခြုံရေးကိုကြီးကြပ်မားမားလုပ်ထားတယ်ဒီဒီသတင်းထဲမှာဖော်ပြထားတာကတော့ဗာလဲဆိုရင်လမ်းကျောက်တစ်လျှောက်လုံးပေါ့နော်လမ်းစဉ်ဒီလူကြီးလမ်းစဉ် VIP လမ်းကျောက်တစ်လျှောက်လုံးဒီရင်တန်းတစ်လျှောက်လုံးမှာအာပောက်ခွေးစင်နေတဲ့ဟာတန်ရက်ရှိတဲ့ရင်တန်းအာပြီးရင်တန်ရက်ရှိတဲ့တန်ရက်ရှိဖွယ်ဖြစ်တဲ့ရင်တန်းလို့ရင်လို့ပောက်ခွေးစီတဲ့ဟာဘာမှဆိုဘာမှမဖြစ်ရအောင်အစားအခုကတည်းကနေလည်းဒီမှာကြည့်လိုက်နော်တို့တို့တေချာချစ်မှတ်ပြီးတော့မှလက်လက်ကြီးရှုနေပြီအဲ့ဒါကိုတို့အာလုံခြုံရေးအင်အား18000တုံးတယ်ဆိုပြီးတော့မှ ဖော်ပြထားပါတယ်ပြီးတော့နောက်တစ်ခုကဘာလဲဆိုရင်ရှင်ဇိုအာဘဲယုံကြည်ချုပ်ဟောင်းရှင်ဇိုအာဘဲကဘာကျော်တော့နော်ကဘာကျော်တော့တကဘာလုံးနိုင်ငံကြီးတပိုင်းမှာရှင်ဇိုအာဘဲကပစ်တက်လို့ကြံခိုင်းရတယ်လीအဲ့ဒီနောက်ပိုင်းမှာ USA တမဒလာတာဒါပထမဆုံးဖြစ်တယ်တဲ့ပြီးတော့နောက်ပို့ပြီးတော့ကြည်ကြက်တင်တာပေါ့နော်ပြောချင်တဲ့ဘောတခုခုဖြစ်သွားရင်မလွယ်ဘူးလေနော်တခုခုဖြစ်သွားရင်မလွယ်ဘူးလေနော်ဒါပေမဲ့ပြီးတော့နောက်တစ်ခုကဒီသတင်းထဲမှာထက်ဖြစ်သတင်းထဲမှာ ထက်ဖြည့်သွားတာဗာလဲဆိုရင်အဲ့ဒီရှင်ဇောအဘဲကိုလုတ်တဲ့ရှင်ဇောအဘဲကိုတဲ့ပစ်တက်လုတ်ကျန်တဲ့လူကလည်းအမ်အကောင်သူ့ရဲ့ဖြစ်စဉ်ကိုအကောင်စစ်ဆေးလိုက်တဲ့အခါမှာသူ့ကိုအဖွဲ့အစည်းတစ်ခုကနေခိုင်းစေထားတာမျိုးမဟုတ်ဘဲနဲ့သူ့ရဲ့ငွေကြေးကိစ္စကြောင့်ပေါ့နော်မကျေနပ်မှုကြီးရင်ထဲကလာတဲ့ဟာလုံးဝမကျေတဲ့ကြောင့်မို့သူပြစ်တက်လိုက်တာပါဆိုတော့ဟာပြစ်မှုထိရှားနေတယ်တဲ့အဲ့လာတော့သူထိပ်ပြောသွားတယ်ဘာဖြစ်လို့ထိပ်ပြောလဲဆိုတော့ကျွန်မထိပ်မပြောတော့ဘူးဒါပေမဲ့ပြောချင်တဲ့သဘောက ဒေါ်နန်ထရန့်ဂျပန်မှာလာပါမယ်29 28 29 29ပါအဲ့လေးကိုရှယ်လုပ်လို့ဖြစ်ပါတယ်အားလုံးပဲစီမီကြပါစီ